ကျက်သမားပေါ့စားလေမင်းတို့ဥတော်အခုအေးပါအရာရောက်နိုင်တဲ့အချက်လေးခုနှစ်ချက်ကိုမင်းတို့ကြက်ထွက်တိုက်မယ်ဆိုလို့ရှိရင်ဒီချက်လေးခုနှစ်ချက်ကိုတရိထားကြည့်လိုက်နော်နံပါတ်1အနေနဲ့ကျမ်းမာရေးလုံလောက်မှု မရှိတဲ့ကြက်ဒါဟာရေတဲမှုထဲမှာဒါအာရင်ကုန်ခံပြီးရှုံးတတ်တယ်နောက်တစ်ခါတိုက်ကြက်မျိုးရိုးပီစာမမှန်တဲ့ကြက်ဒါဟာလေရေတဲမှုရဲ့ငွေရုပ်လူကံမှာပြေးတတ်တယ်နောက် တိုက်ကျက်အမွေမဟုတ်တဲ့အကြောင်းအကြားအမွေဒါဟာလေရည်ရမှုတဲ့ကျက်မွေးမမှန်လို့ကျက်အမွေးတောင်မမှန်လို့ပြည့်တတ်တယ်။နောက်တစ်ခါဖွဲ့စည်းပုံမပါတဲ့ကျက်လေကျက်ကောင်နှာမပေါင်ဂိုင်းလေတာဒီလိုဟာမျိုးတွေကလေရည်ရမှုတွေမှာခံနိုင်ရှင်းမရှိဘူးဟဟ ला ဒါလေဒါကျက်ဆုံးတတ်တယ်။နောက်တစ်ခါကျက်အကြီးသေးဆက်ထားတဲ့ကိစ္စ ရေဦးပိုင်းမှာခံထားနောက်ပိုင်းမှာကိုကပြောင်းယူထားတယ်နိုင်သားရဲ့ဟုတ်နောက်ရီရှိွားတယ်ရီရှိွားတဲ့အတွက်ကြောင့်အာကြီးတဲ့တံကိုမမိမကန်းမခံနိုင်တဲ့အချိန်မှာကိုချုံတတ်တယ်ဟုတ်လားအဲ့တော့နောက်တစ်ခါခံသားမပါတဲ့ကြက်အလုတ်ကားမပြည့်တဲ့ကြက်အဲဒီကြက်ကလည်းဒါရည်ရဲမှုတွေမှာမတော်တဆချုံတတ်တယ်နောက်တစ်ခါစိတ်တနုတဲ့ကြက်ကလေးတွေနော်စိတ်တနုတဲ့ကြက်ကလေးတွေ နိုင်ရင်ပေါ့မိပြီမဲ့လို့တူတူရဲ့ကြက်တက်လူတဲ့အတွက်ကြောင့်မို့ကိုရေရှည်အကြီးမယုံနိုင်ဘူးဒီအချက်လေးတွေခုနှစ်ချက်ကိုမင်းတို့ကောင်းကောင်းနော်မင်းတို့ခေါင်းထဲမှာထည့်ထားမယ်ဆိုလို့ရှိရင်မင်းတို့ကောင်လေးကြက်တိုက်လို့ရပြီဟဲ့လား